ကြားဖြတ်နဲ့ပတ်သက်တဲ့ရာဇဝတ်သားတွေကိုစိန်ခေါ်လိုက်ပြီးတော့အပြတ်ချိန်မုံးမယ်လို့တရားဝင်ထုတ်ပြန်မြန်မာနေဆက်ကိုအမေရိကန်တပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီးဆိုတော့ပြရာခက်ပြီးတော့တုံလုံး၆ချားနေတဲ့မင်းအွန်လိုင်းအကြောင်းကိုကျွန်တော် ဖော်ပြခြင်းတယ်တကယ်တမ်းလဲမင်းအွန်လိုင်းကတိမ်မင်းနဲ့ရင်ဆိုင်တွေ့နေရတယ်လို့သူရန်ကိုစိုးရုံကြောက်လန့်နေပြီးတော့တိမ်မင်းငေနေတဲ့အခြေအနေထိကိုပါရောက်နေတာပါဟုတ်ပြီဖန်ကိုကဗန်ဂရန်ဆင်းလာတယ်ဆင်းလာတော့မှလုံကြုံကြီးအပြည့်နဲ့လက်ရှိဖန်မှာလည်းပဲတန်ချက်ကားရင်တွေနဲ့ပါလုံကြုံကြီးကိုတင်းတင်းကြပ်ကြပ်ချမှတ်ထားတယ်သူဆင်းလာတဲ့ သူစီးလာတဲ့လေရင်မှာတော့မှလုံုံကြီးလေရင်၃စင်းမှာပါလာသေးတယ်။အာနာရှင်တွေအယံကိုသိမှကြောက်တယ်။ဘာဖြစ်လဲ။ဖအံမဲကိုပြည်သူတွေရှိတဲ့နေရာပဲကိုလာတွေ့တာ။အလောက်တီလိုလို့လားဗျာ။အရေးပေါ်စီဝေးလုတ်တယ်ကျွန်တော်ရဲ့မိသားစုဝင်နဲ့ဖအံမှာ။အဲဒီရေးပေါ်စီဝေးမှာကျွန်တော်တို့လက်ရှိသုံးသက်ရပြီတလို့တော့ဖမ်းမှာရှိနေတဲ့ DGB နဲ့ BGF တွေကိုပတ်ထုတ်ဖို့ ဖြစ်ပါတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်။ဘာကြောင့်ပါထုတ်မှာလဲဆိုတာကလည်းကျွန်တော်ရဲ့မိသားစုမင်းလက်ရှိအမေရိကန်ကအရေးယူတော့မယ် BGF နဲ့ DKPA ဒါကိုသူကထိုးကြွမှာဒါကကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိနေတဲ့နေရာစောင့်တက်ဆိုတဲ့သူတွေပြီးတော့ဒါအမြင့်မားဆုံးဆိုတဲ့ချက်ဖို့ပါတီရဲ့ကျွန်တော်တို့ကိုကံဥက္ကဋ္ဌလိုမျိုးပဲချောင်းချင်လို့လို့ကောင်းမျိုးတွေတောင်မှသူဘလိုမျိုး ဖို့ချခဲ့တယ်ကျွန်တော်ရဲ့မိသားစုနဲ့အားလုံးကြားသိပြီးသားပါဒီတော်လန်ရင်းမှာကျွန်တော်ရဲ့တော်လန်သောမိဘပြည်သူတွေမသိတာတခုမှမရှိဘူးကျွန်တော်ရဲ့မိသားစုဝင်တွေဟုတ်ပြီ PC ပန်ကိုရောက်လာတဲ့ PC ဖွဲ့တွေရှိတယ်ပန်မှာလည်းပဲအဲ့လိုပဲဗျဒီကားပေါ့နော်နောက်တော့ပဲစီးကြတာတွေကဝတ်တောက်ကားတွေစီးကြတယ်ဗျဒါကကျွန်တော်တို့မြောက်ရီနဲ့ဖန်အလောက်ထိဝတ်တောက်ကားတွေစီးကြတာများတယ်အဖွဲ့စည်းဆိုတော့စီးလို့ရတယ်လေကျွန်တော်ရသပြည်သူဝတ်တောက်ကားစီးလို့ရလား အဲ့ဒီမိကုံးလေးတွေဒါဖအံတကြောနဲ့မြားတွေတကြောမှရှိရဲကျွန်တော်ရဲ့ညီကုံမောင်မတွေလည်းဖြေလို့ရတယ်ထုံးစံတိုင်းမယ်ဖန်ခွင်လေးကိုဝင်လာတဲ့ PC ကတယောက်သူ့ရဲ့ကားကုရှင်လေးမှာ PC uniform လေးချိတ်လို့ပေါ့ဗျာ PC ဆိုတော့ကလည်းအပွင့်နေခက်တရလကားနေပါရတယ်ဗျာပတ်စံပေးရင်ဝယ်လို့ရတယ်ဆိုတော့လက်နက်ကောလူရောကားရောဖမ်းလိုက်တယ်ဘလောက်တောင် ောက်နေလဲဆိုတာကိုကျွန်တော်ကပြောချင်တာဒီနေ့နောက်တဲ့သတင်းတစ်ခုကရခတ်တက်တော့အေအေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေတုတ်လိုက်လို့ရာကြောတည်သွားတဲ့ဖြစ်စဉ်အကြောင်းကိုပြောပြခြင်း ਨੇ ကျွန်တော်တို့အေရဆုတ်ခွာပေးလိုက်တယ်ဆိုပြီးတော့အဲ့ဂျေရဒွဲကိုအားကြီးနဲ့ဝင်လာတဲ့အကျန်းဖက်စစ်ခွေးတက်ကကောင်းနေအကြောင်းကိုကျွန်တော်ဖော်ပြပေးခြင်းတော့ပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုဝင်တဝူးချင်းစီတိုင်းကိုတေးစားဖိတ်ခေါ်လိုက်ပါတယ် အားလုံးလဲကြားသိပြီးသားအားလုံးလဲစိတ်ဝင်စားတဲ့ကျွန်တော်အာဆီယံအစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်လာရောက်သွားတယ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့သူဘာတခေါမှမပြောခဲ့ဘူးဗျာအဲ့တော့ဒီအခင်းချင်းနဲ့ပတ်သက်ပြီးတော့မြောင်းလှိုင်ရဲ့လော်ဘီတိုက်ကဒီကိစ္စအပေါ်မှာသူတို့တွေအရန်ကိုကျင်းနေသွားတယ်ဟာထရန့်က မြန်မာနိုင်ငံရေးစိတ်ဝင်စားဘူးဟုတ်ပါတယ်စိတ်ဝင်စားပါဘူးဒေါ်နယ်ထရန့်ကျွန်တော်တို့ဒါအာဆီယံစည်းဝေးကနေပြီးတော့ပြန်ပြီးတဲ့နောက်ရက်မှာပဲကြားဖြတ်နဲ့ပတ်သက်တဲ့ရာဇဝတ်သားတွေကိုစိန်ခေါ်လိုက်ပြီးတော့အပြတ်ချိန်မုံမယ်လို့တရားဝင်ထုတ်ပြန်ကြေညာလိုက်တာပါစည်းဝေးမှာဒေါ်နယ်ထရန့်ဘာမှမပြောခဲ့ပါဘူးဟုတ်ပြီကျွန်တော်ကပြောချင်တာကတော့ကျွန်တော်တို့ဒီ US ပေါ်တော့ Yes Stuff ဝင်နေအနေနဲ့ ကျွန်တော် KNU နဲ့ပူးပေါင်းပြီးတော့လုပ်လို့သွားမယ်လို့ကျွန်တော်ကတော့ထင်မိတယ်ဆိုတော့ KNU မှာဆိုရင်တပ်မဟာ9ကျွန်တော်တို့ကရင်အထူးကွန်မန်ဒိုတပ်ဖွဲ့တွေရှိတယ်နာမည်ကြီးပဲကျွန်တော်ရဲ့မိသားစုဝင်တယ်တကယ်ပကညောတွေဘယ်လောက်ကြီးကြမ်းလဲဆိုတာကျွန်တော်တို့ခေါင်းခေါင်းသိတယ်ဒင်းလေးပြောရင်းနဲ့ကျွန်တော်ကကျွန်တော်ဖြတ်တန်းခဲ့တဲ့ဒါအတွေ့အကြုံနဲ့ကျွန်တော်ရဲ့မိသားစုအများနဲ့ share လုပ်တတ်တယ်ဗျာကျွန်တော် စစ်တနန်တခုတက်နေတဲ့အချိန်မှာကျွန်တော်တို့မနမ်းမကန်အခြားသောဂွင်တခုမှာကရင်ကွန်မန်ဒိုတင်နန်းဖွင့်နေတယ်အချိန်တည်းမှာပဲဆိုတော့အဲ့ဒီမှာကေးကွန်မန်ဒိုတင်နန်းဘလောက်ကြမ်းလဲမကြမ်းလဲဆိုတာကရင်တွေတော့မခံနိုင်ဘူးတောင်ပေါ်ကရင်တွေနော်သူတို့တော့မခံနိုင်ဘူးဆိုတော့ကျွန်တော်တို့ဒီသူတို့တင်နန်းနဲ့ပတ်သက်တဲ့ပေါ့နော်တင်နန်းအချိန်နေကိုတော့မှကျွန်တော်တို့အဲဘလောက်ဒီခက်ခဲလဲဆိုတာကိုကျွန်တော်မိသားစုနဲ့အနေငယ်ဖော်ပြတာပါဟုတ်ပြီ တရင်းကိုပဲဆက်ပြီးတော့သွားမယ်ဆိုတော့ကျွန်တော် US 2တပွဲဝင်အတွင်းနဲ့ကျွန်တော်တို့တပ်မ9နဲ့ဒါပူးပေါင်းပြီးတော့ဆောင်ရက်သွားဖို့ကျွန်တော်အနေနဲ့မျှော်လင့်တယ်လက်ရှိအချိန်မှာလည်းပဲတပ်မ9ရဲ့ခွေနှဲကိုဝင်လာတဲ့ DKBA BGF အကြမ်းဖက်စစ်ခွေးတက်ဘလုံးမကိုလှုပ်လို့မရဘူး ကရင်ကရင်ချင်းလမ်းပြပြီးတော့ဝင်လာတာတော်မှတက်မှငါခွင်ထဲမှာဒီကောင်လေးလှုပ်ချင်တယ်လှုပ်လို့မရဘူးအလောက်ထိကိုကျမ်းတာတက်မှငါပြတ်သားတာလဲမမင်းနဲ့ကျွန်တော်ရင်မိသားစုနေကျွန်တော်နောက်ဆုံးဖာပုံကနေပြီးတော့ပြန်လာတာတက်မှငါခွင်ထဲကကျွန်တော်ခါရဲ့ကျွန်တော်ရဲ့ဒဏ်ရာအဟောင်းပြန်ထပြီးတော့ကျွန်တော်အခုချိန်ထိနားနေရတဲ့အခြေအနေထိကိုကျမ်းတာလမ်းမဆက်တည်းဒီချိန်စုပိုဆိုးမှာကျွန်တော်မိသားစုနေဟုတ်ပြီ ကျွန်တော်ဒီဇင်ဘာရွေးကောက်ပွဲမတိုင်ခင်မှာဒါနေပြီးတော့နေပြီးတွင်းနဲ့ကိုလည်းကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်တွေဝင်ရောက်လာပြီးဆိုတဲ့အကြောင်းကိုမနေ့ကသတင်းမှလည်းကျွန်တော်ဖော်ပြခဲ့တာရှိတယ်။ဒါအပြင်တင်းလိုက်တိုင်းမော့တောင်စကန်းကိုကျွန်တော် KNU နဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်တွေတင်လိုက်တယ်။ပြီးတော့သူတို့ရဲ့မွေးစားသားတွေဖြစ်တဲ့မအားလာရဲ့လက်ရှိမွေးစားသားတွေဖြစ်တဲ့ DGB နဲ့ BGF ပေးတဲ့ဒုက္ခတွေကိုလည်းပဲအာနာတိန်အကြံပတ်ဖက်စစ်ခွေးတက် ကဲကိုအခက်တွေ့နေတာဖြစ်တယ်။ဒါကြောင့်လည်းပဲဖန်ကိုရည်ကြီးတုတ်ပြနဲ့ဆင်းလာတာ။ဆင်းလာဆင်းလာတာသူကအာသူဘသူမှတော့အသိမပေးဘူးပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့အားလုံးကသတင်းတွေရရှိပြီးသား။တီကနီးနေပြီကျွန်တော်ညီသားစုနဲ့အဲ့ဒီကောင်။ဟုတ်ပြီ။ကျွန်တော်ကဘာသာဗျာလက်ရှိအချိန်မှာအနာသိမ့်တာနဲ့ပတ်သက်ပြီးတော့အာအခုပေါ့နော်ကျွန်တော်တို့ရဲ့အမှုပညာရှင်တွေ အာလှုပ်ဆောင်မှုတွေပေါ့နော်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုရဲ့အတန်တွေပြီးတော့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာတွေစသည်အားဖြင့်ပေါ့နော်ဒါတွေကလည်းတကယ့်ကိုထိရောက်ပါတယ်ဆိုတော့ကဘာကလည်းပဲလက်ရှိအချိန်မှာကျွန်တော်တို့နိုင်ငံရဲ့အရေးကိုအာယုံစိုက်လာတယ်ဆိုတာကျွန်တော်ရဲ့မိသားစုဝင်တွေကိုပြောချင်တာပါဆိုတော့အာဆီယံကျွန်တော်တို့ထိပ်သီးစီဝေးမှာဒေါ်နယ်ထရန့်ရောက်ရှိလာပြီးတော့မြန်မာနဲ့ပတ်သက်ပြီးတော့မြန်မာအကြောင်းနဲ့ပတ်သက်ပြီးတော့တလုံးမှမပြောဘဲနဲ့ အဲ့ဒီကနေပြီးတော့ပြန်သွားပြီးတဲ့နောက်မှာမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းကိုနှိမ်နှင်းမယ်ဆိုပြီးတော့ special force အဖွဲ့တွေကိုဖွဲ့စည်းတည်ထောင်ပြီးတော့နှိမ်နှင်းချိန်မုံဖို့ကိုလည်းပဲကဘာတိပြပြတတ်တာကြီးညာလိုက်တာဖြစ်ပါတယ်တခါတည်းမှာစကားတွေအများကြီးပြောနေစရာမလိုပါဘူးဟုတ်ပြီ နောက်တဲ့တိုက်စံတာလေးတစ်ခုလည်းတင်ပြခြင်းနဲ့အဲ့ဒါကတော့အမေရိကန်ကနေပြီးတော့ဂျပန်နှိမ်နေဖို့ကဘာတိကျင်ညာလိုက်တဲ့အချိန်မှာရုရှားစစ်သမောတွေကလည်းမြဝပြည်ပတ်ချမ်းကိုရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်တို့ကြားသိထားရတယ်။ဒါရင်းနဲ့ပတ်သက်ပြီးတော့လက်ရှိကျွန်တော်တို့ကဘာကြီးရဲ့တုံ့ပြန်မှုအခြေအနေတွေပြီးတော့ဘယ်လိုမျိုးကူညီမှုတွေရလာမလဲဆိုတာကိုလည်းကျွန်တော်တို့အရန်ကိုစိတ်ဝင်စားနေကြတယ်။ကျွန်တော်တို့ KNU အနေနဲ့လည်းပဲဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့အာသူတို့ပူပေါင်း ပါဝင်ပြီးတော့နှိမ်နှင်းမယ်ဆိုရင်သူတို့ကိုလည်းအကူအညီပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကြားဖြန့်ကတကယ့်ကိုအင်အားကြီးမာတာပါ။ကျွန်တော်နိုင်ငံမှာပေမအမြင့်တွေထားတာ။ကျွန်တော်တို့ကရင်ပြည်နယ်မှာခြေကုပ်ယူထားတာ။ကမ်ဘောဒီးယားစသည်အဖြစ်အခုကြားနေတာတွေပါတယ်ညာတွေကအဲ့လောက်မဟုတ်သေးဘူး။ကျွန်တော်တို့စီမှာအမြင့်တွေထားတာ။နိုင်ငံရဲ့မြောက်ပိုင်းမြောက်ပိုင်းနေအခုတောင်ပိုင်း ဆိုတော့ဥပကတယုံနဲ့ရန်နီးတာကိုတယုံနဲ့ရန်နီးလို့သူတို့ကအကင်းပြင်းတွေကိုပြင်မှန်ထားရွေးချယ်ခဲ့တာဒါကိုလည်းပဲအမြင့်တွေ့အောင်မျိုးစစ်ချလိုက်တာကမင်းအောင်လှိုင်းသူနဲ့ပတ်သက်တဲ့သူတွေအဲ့ဒါမှ KNU ကောင်းထောင်လို့မရမှာတော်လည်း KNU တော်လည်းအဲ့ကိုကောင်းကောင်းလုပ်လို့မရအောင်ဘာကြောင့်လဲအခုကြားပြန်းကအရန်ကိုချမ်းသာတယ်လက်နက်လားရွှေလားငွေလားဒေါ်လာလားသူတို့ကအကုန်ရှိတယ်ဒါကြောင့်လည်းပဲ DABA တို့ BGF တို့သူတို့ရဲ့အိတ်ကတ်တွေကိုထည့်ထား ကြပြန့်ခေါင်းကောင်တို့ရဲ့အိတ်ကက်ထဲမှာ DKB တို့ BGF တို့ကလှုပ်လှုပ်နေရကျွန်တော်အများကြီးပြောရင် မကောင်းလို့ PC အဖွဲ့တွေလည်းဒီလိုပါပဲပေါ့နော်ကျွန်တော်တော့ KNU ကို KNT ကို KNL လေးပဲကရင်မှာတစ်ဖွဲ့တည်းရှိဘယ်သူကတမိုင်းမှတ်ကြောက်တင်ထားမလဲဆိုတာမကြခင်အဖြစ်ထွက်တော်တော့မှာပါဟုတ်ပြီ ဒါကနေပြည်တော်ထိကျွန်တော်တို့နေမြေတွေဆုံးမဝင်ရောက်လာတဲ့အချိန်မှာဒါအာနာသိန်းချမ်းဖက်စစ်ခွေးတက်ပြီးတော့ခေါင်းဆောင်မင်းအောင်လှိုင်ကဒါဟိုတော်မှအာယုံမဆိုင်နိုင်ပဲနဲ့ကျွန်တော်တို့ဖအံအထိရေးတကြီးအစည်းဝေးဆင်းလာတယ်ဆိုတာကိုကျွန်တော်ရဲ့မိသားစုငယ်တွေကိုစဉ်းစားလို့အောင်ချိန်ပြတာပါနေပြည်တော်ကြီးမနေ့ကကျွန်တော်တို့ဝင်ပိုင်းပြသွားပြီးစကွေးစကန်ကိုကျွန်တော်တို့အမှုတ်ချိန်ပြီးသွားပြီဒါပေမဲ့သူအဲ့ဒါကိုအာယုံမဆိုင်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့ကိုတကယ်တော့မဲ့ တိမ်ငှက်ကသူ့ခေါင်းပေါ်မှာဝဲနေပြီဟုတ်လားကျွန်တော်ဒါစုဝင်နေဟုတ်ပြီမနေ့ကဒီမော်တော်စကန်နဲ့ပတ်သက်ပြီးတော့မော်မော်တော်မော်တော်မြေသိမ်းပတ်သက်ရုံနဲ့ပတ်သက်ပြီးတော့ဒါအញ្ញခံသူနေနဲ့ပတ်သက်ပြီးတော့ဇောင်းမဲလိန်ကတရင်ကောင်းပါထားပါတယ်အဲ့ဒါလေးပဲကျွန်တော်မိသားစုနေဖတ်ပြခြင်းပါတယ်လေလိုက်တိုင်းမော်တော်မြို့နယ်ကျမ်းမာဖက်စစ်ခွစ်တက်စကန်တွေရေစကန်တွေ ပြီးတော့ cargo scan တွေပေါ့နော်လက်နက်ကြီးကုန်းတွေအကုန်လုံးကိုကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အញ្ញခံသူပေါင်းစုစုပေါင်း40ကျော်ဖမ်းဆီးရမိထားတယ်သူတို့နဲ့ပတ်သက်ပြီးတော့တက်မတော်သတင်းမှန်ပြန်ကြားရေးပြောရေးဆိုဝင်ရှိသူဇော်မဲထွန်းကဒီကောင်တွေသူတို့ညံ့လို့သူတို့ခံရတာတက်မတော်နဲ့ဘာမှမဆိုင်ဘူးသူတို့ကတက်မတော်ရဲ့စစ်စည်းကမ်းအတိုင်းလိုက်လာမယ်ဆိုရင်အခုလိုရန်သူကအဖမ်းခံရမှာမဟုတ်ဘူးသူတို့စကမ်းမှာ သူတို့စိတ်သက်ခွန်အားအတွက်အချိန်လုံးဆွဲနေအောင်စာရေးပေးထားတယ်ငါမသေးငါစကန်မကြစီရသူတို့အတွက်လိုက်နာဖို့ရေးပေးထားတာမလိုက်နာတော့သူတို့ခံရပြီပေါ့နေတော့နေသေးတယ်သူတို့မရှိလဲဘာမှမဖြစ်ပါဘူးတဲ့သူတို့နေရာမှာအရုပ်ပေါ်တာဆွဲထားတဲ့လူငယ်တွေအများကြီးအစားထုတ်လို့ရတာပေါ့တဲ့ဒီလူအိုတွေ တောက်တုံးမကြတဲ့ကောင်တွေစံကုန်မြေလေးတွေငါလာမတာတွေမင်းတို့အခွက်ကိုလည်းမမြင်ချင်ဘူးစစ်တပ်စိတ်မရှိတဲ့ကောင်တွေတတော်အသုံးကြတဲ့ကောင်တွေစက်တီကိုမရှိဘူးမသေးရင်လည်းအစကလေးကထွက်ပြေးကြပါလား မင်းတို့အသက်ရှင်နေတာကအရေးမကြီးဘူးလက်နက်တွေကမင်းတို့ကောင်းနေတဲ့အစတရားပို့ပြီးတော့တံမိုးရှိတယ်လို့ဇော်မဲလိန်ကသူ့လူတွေကိုအမျက်ဒေါသထွက်ဆဲဆိုပြီးပြောလိုက်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဆိုတော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့တော်လိုင်းပတ်တော်သားစီရီယံဘုံမူဒါကျွန်တော်လည်းလေးစားရတယ်ဗောနော်ဒါကျွန်တော်ရဲ့ဒါအကိုကြီးတို့လည်းပြောလို့ရတာပါဗျာအဘုံထင်လင်းအောင် ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်သူကနိုင်ဒါပြောပြခဲ့တဲ့အချက်လက်တွေကိုလည်းကျွန်တော်ကိုနိုင်လည်းကြားထွက်ရပါတယ်သူကိုလည်း credit ပေးပါတယ်လေးလေးလေးစားပါတယ်အဲကျွန်တော်တို့ CDM မှာကျွန်တော်တို့ဘာသာဘူမှုထင်လင်းအောင်တူတဲ့မှုပဲနဲ့အခြားသောကျွန်တော်တို့အဲ CDM ဝန်ထမ်းအမြောက်များပါเนาะအစ်ပတ်ဆိုင်ရာဖြစ်ဖြစ်ကျွန်တော်တို့အခြားသောပေါ့ဗျာလူမှုဝင်းကျင်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့တော်လန်ရေးမှာဒါပါဝင်နေကြတာတွေအများကြီးရှိပါတယ် ကျွန်တော်တို့အချို့ကြတော့ဒါသူတို့ရဲ့အခက်အခဲမျိုးစုံကြောင့်မျက်နှာထွက်မပြတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတာကိုလည်းကျွန်တော်မိသားစုတွေပြောချင်ပါတယ်။လက်ရှိအချိန်ထိလည်းတော်လန်ရေးမှာကျွန်တော်တို့နဲ့အတူတွေးတားရရက်တည်နေတာဖြစ်တယ်။ဒီမှာဆိုရင်တော်ရင်ဘတ်တော်ဓာရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူလူထုဟာခွင်းနဲ့ခိုင်းနိုင်ပြီးတော့ပြောထားတာမရှိဘူး။ခွင်းနဲ့ခိုင်းနိုင်ပြီးတော့ပြောခံရတာဆိုတာကလည်းရဲခွေနဲ့စစ်ခွေပဲရှိတယ်။ပြောချင်တာကတော့ အကြမ်းဖက်စစ်ခွေးတက်ကကောင်းလေရဲခွေးနဲ့စစ်ခွေးလိုပဲအခေါ်ခံရတာဖြစ်တယ်ဗောနော်ဆိုတော့မင်းအောင်လိုင်းကတော့ဒါအကြမ်းဖက်စစ်ခွေးတက်လက်ရှိအချိန်မှာလည်းပဲဒါထိုးချွေးခံနေကြရတာအဲ့တော့ပြည်သူကြွေးတာကိုစားတယ်ကျွန်တော်တို့ဒါတော်လိုင်းဘတ်တော်သားတွေကလည်းပဲပြည်သူကြွေးတာကိုပဲစားတာအ ကျွန်တော်တို့ပြည်သူကျွေးတာစားရခြင်းအတူတူတောင်မှကျွန်တော်တို့ရဲ့ဂုံတိတ်ခါကကျွန်တော်တို့ဒါဂုံတိတ်ခါရှိရှိနဲ့ပြည်သူကျွေးတာကိုစားရတယ်ဖြစ်တယ်လို့လည်းသူရဲ့ပြောဆိုချက်တွေမှာတွေ့ရတယ်အဲ့ဒီမှာ तू တော်တော်လေးကိုအဲတကယ်ကိုထိထိမိမိပြောဆိုနေတာကိုကျွန်တော်တို့တွေ့ရတယ်ဗျဆိုတော့ဒီဖြစ်စဉ်မှာလည်းပဲတရင်မှုတောင်ဝင်ယူနေတဲ့ကောင်ကမော်တော်စခန်းကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာထိုင်းဘက်ကိုကိုလိုယုံထွက်ပြေးသွားကြတာဖြစ်တယ်အဲ့တော့ တရင်မူကိုလူကိုကိုတော့မှမကကွယ်ကိုစကန်းကိုတော့မှမထိန်သိမ်းသူကြတော့ကိုလူယုံပြေးတယ်ဟုတ်ပြီမင်းအောင်လှိုင်းကရောကိုလူယုံမပြေးတော့ဘူးလားမင်းအောင်လှိုင်းကိုအတွက်အခုလက်ရှိတိုက်ပွဲဝင်နေကြတာလားမင်းအောင်လှိုင်းအတွက်ခုခံနေကြတာလားဘသူအတွက်ဘာမှမသိပဲနဲ့သူတို့ဘာအတွက်စစ်တိုက်နေရမန်းကိုမသိဖြစ်နေတာအကျန်ဖက်စစ်ခွေတက်ကောက်ကောင်နေလက်ရှိဖြစ်နေတဲ့ဖြစ်စဉ်လားကျွန်တော်ဘလောက်တောင်းမဲ့နားချနားချအချို့နားမပါတဲ့ကောင်တွေလည်းရှိတ ကျွန်တော်ဘလောက်ပဲပြောပြောနားကောက်တဲ့ကောင်တွေရှိတယ်ပြောနေတဲ့ချိန်မှာတော့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာပဲဒါဆိုလည်းပဲစီရီယံဘုံထင်းလင်းအောင်ကသူလည်းသိတယ်အော်မင်းတို့လည်းအခုငါပြောလို့လည်းတိတ်နားလည်းဝင်မှာမဟုတ်ဘူးပေါ့နော်ဖြည်းဖြည်းချင်းပဲပြောရမှာအဲ့ဒီကောင်တွေကခွေးအားတယ်ချောင်းမိသားစုကနေအုပ်လိုက်ပဲကြိုက်တတ်တာဘာလို့ကိုလည်းကျွန်တော်သတိချက်ဖို့တော့လိုတာပေါ့ဗျာဘာဖြစ်လို့ကျွန်တော်တို့ကောင်းမြင်ပြီးတော့ရှစ်ကိုဆက်နေတာပါဟုတ်ပြီ ဲ့ဒီမှာကျွန်တော်တို့ကျွန်တော်တို့ကိမျိုးသားစီယုံကင်းနုနဲ့ကျွန်တော်ပေါ်တက်ဖို့အနေလာတိုက်မှာကိုတပတ်ကြိုပြီးတော့တိပင်မယ်ဒါစကောင်းကောင်းနေရဘာကာပဲမှပေးထားတာလည်းမရှိသလိုဘာမှလည်းလုံမပေးပဲနဲ့လက်ရှိစကန်ကိုလာရောက်တိုက်ခတ်တဲ့အချိန်မှာပေါ့နော်ဒီမျိုးတွေကိုကျွန်တော်ပြည်သူ့ကော်မတီတက်ဖို့ဝင်ဝင်လာတဲ့အချိန်မှာလည်းပဲသူတို့ဟာအာသူရဲ့လောက်အောင်မှာရှိနေတဲ့တသားတွေကိုလည်းထားခဲ့ပြီးတော့ကိုလိုယုံပြေးသွားတာကိုကျွန်တော်တို့တွေ့ခဲ့ရတာဖြစ်ပါတယ် ဲ့တော့အဲ့ဒီမှာထပ်ပြီးတော့ဒါဗုံမှုတင်လင်းအောင်သူပြောထားတာကကျွန်တော်တို့စစ်တိုက်တဲ့အခါတဲ့ရွေချက်ရှိတယ်ပေါ့ဗျာတဲ့တလိုင်းတစ်ဖက်ဝင်နေစစ်တိုက်တဲ့အခါသူတို့မှာရွေချက်ရှိတယ်သူတို့လူလူလုံးမြောက်ဖို့အတွက်တိုင်းရင်းသားတွေပြီးတော့ဒါပေါ့သူရဲ့တိုင်းသားခွင့်အရေးတွေရရှိဖို့အတွက်ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်ပြီးတော့စစ်မှန်တဲ့ဒီမိုကရေစီရဖို့အတွက်တော်လိုင်းတပ်ဖွဲ့ဝင်တွေရွေချက်နဲ့တိုက်ပွဲဝင်နေကြတာခင်ဗျားတို့တိုက်ပွဲဝင်နေတာရွေချက်ရှိလားဘာရွေချက်နဲ့ ဒါတိုက်နေကြတာလဲဆိုတဲ့မိကူမျိုးကိုလည်းပဲသူပြောခဲ့တာတွေရှိတယ်တကယ်လို့ပေါ့နော်လက်ရှိစစ်တပ်ကဒါစစ်တိုက်နေတယ်ဘာယူရန်နဲ့တိုက်နေတယ်ဆိုတာကိုသိတဲ့လူရှိရင်လည်းပြောပြပေးခဲ့ပါဆိုပါတယ်ဟုတ်ပြီဘောတော့မှတောင်းဝင်ကြနေတဲ့ဒါပေါ့သူရင်းမှုကလည်းပဲနီးပြားကုန်းကိုတော်လိုင်းတက်တွေကတက်ခက်သိမ့်ပိုက်ပြီးတော့နေဆက်ဂိတ်ပေါက်ကနေပြီးတော့ထပြေးသွားတယ်လို့လည်းသိရှိထားရတာဖြစ်ပါတယ် ဆိုတော့မော်တော်စကန်မှာတရင်မှုအမိစင်းမဲ့ရှိပြီးတော့ဒုတရင်မှုကတရင်မှုတောင်ဝင်ယူနေတယ်လို့လည်းကျွန်တော်တို့ကြားကြသိထားပါဗျ။တရင်မှုမရှိလို့ခိတတရင်မှုလုတ်နေတဲ့သူတွေအောက်ခြေရဲဘော်တွေအတဝိစည်းစိမ်ကိုငါတို့ဘလို့ကာဝယ်မယ်ဘလို့လုတ်ကြမယ်ဆိုတဲ့စီမံချက်တွေသူ့မှာမရှိဘဲနဲ့သူ့အောင်မှခလို့ယုံပြီးတော့ပြည့်တယ်။မင်းအောင်လှိုင်လဲဒီတိုင်းပဲသူ့ရဲ့အသက်နဲ့သူ့ရဲ့အာနာသူ့ရဲ့ယာဒူစည်းစိမ်တွေနဲ့ပတ်သက်လာရင် ဘသူကိုမှတ်ကြည့်နေမှာပုတ်ပဲနဲ့လက်ရှိအချိန်ထိလဲခြာနင်းနေသလိုပဲပြီးတော့ရွက်ကောက်ပွဲလုပ်ပြီးတော့သူလုပ်ခဲ့တဲ့အရာတွေကိုခေါင်းကြောင်းခဲ့အောင်မှဖြစ်တယ်ဒါတွေကိုလဲကျွန်တော်တို့ဒါတိတ်ထားပါလေကျွန်တော်ရဲ့မိသားစုဝင်နေဆိုတော့လက်ရှိကတော့ကျွန်တော်တို့အာရွေးချယ်ရှိရှိနေပေါ့နော်အဲလုပ်နေတဲ့မရောက်နိုင်တဲ့လက်ရှိအာနာယူအုပ်စုအကြောင်းနဲ့ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့တကယ့်ကိုစနစ်ကျတယ်ပေါ့နော်ဒါစစ်စင်ရေးတွေပြီးတော့စစ်ရေးတုံးတက်ချက်တွေပြီးတော့ကျွန်တော်တို့လုံဆောင်ရမယ်ရှစ်ဆက်ပေါ့နော်ရှစ်ဆက်ပြီးတော့ဘယ်လိုသွားမလဲဆိုတာမျိုးကိုအကောင်းဆုံးပုံဖော်ထားပြီးပြီလို့တော့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုအသိပေးချင်ပါတယ်ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီ ။နောက်ထပ်ဂျင်းခုကလည်းတကယ်ကိုအားရချင်တဲ့ဖို့ကောင်းပါရယ်။အာခတ်တက်တော့အေအေစုပ်ပေးလိုက်တယ်ဆိုတဲ့အဲ့ဒီဂျေးရတဲကိုအတင်းဝင်လာတဲ့ဂျမ်ဖက်စစ်ခွေးတက်စစ်ကြောခြေမုံခန့်ရပြီးတော့အကောင့်တရာကျော်တည်ဆုံးသွားတယ်ဆိုတဲ့အကြောင်းပါ။အာခတ်တက်တော့အေရစုပ်ပေးလိုက်တဲ့အကြောင်းပြုမျိုးနဲ့မင်းပြင်ဂျေးရတဲကိုဂျမ်ဖက်စစ်ခွေးတက်ကပျော်မြူးပြီးတော့အတင်းတိုးဝင်လာခဲ့တဲ့မိုင်းတွင်းထဲကိုရောက်ပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ချချိန်မုံခံရတဲ့အချို့ကောင်တွေက ဒါ half tap ပေါ့နော်ခေါင်းကိုတိုက်ရိုက်ထိမှန်ပြီးတော့သေဆုံးခဲ့တာ20ကျော်လို့ကျွန်တော်ကြားသိထားရတယ်အချို့ကောင်တွေကတစားစီစုပ်ပြက်တက်ပြီးတော့အာလိုက်ကောက်ကမဲ့လိုက်ကောက်လိုက်ကောက်ရင်တော့မှဘလို့မှအဆင်ပြေတဲ့အခြေအနေထိကိုတက်ဝင်းတဲ့ကိုဝင်သွားတယ်လို့ကျွန်တော်ကြားထားရတာဖြစ်ပါတယ်ပြောချင်တာကတော့သူတို့ကအနိုင်ရပြီဒီနေရာကတော့ငါတို့စုံပိုးနိုင်ပြီဒီနေရာကငါတို့ AC ပဲဆိုပြီးတော့ဟိုက ဒါအေအေနဲ့ပူအောင်တက်ဖွဲ့ဝင်နေစုပ်ခါထွက်ပြေးသွားပြီဆိုပြီးတော့သူတို့ကအပျော်လွန်ပြီးတော့ဝင်သွားတယ်လို့ကျွန်တော်တို့သိရတယ်။မိုင်းထီးတယ်အနီးကချင်းမုန်းခံရတယ်မင်းပြင်မှာဆိုရင်နဲ့မနေ့ကတရက်သေးကိုရာနဲ့ချီပြီးတော့တေးသွားတယ်အရှင်ဖန်းစီခံရတာတွေလည်းရှိပါတယ်အဲ့တော့မင်းအောင်လှိုင်နဲ့အပေါ်မှာရှိနေတဲ့ကောင်းတွေမြောက်ပေးတိုင်းဂွေးတက်အောင်ကတဲ့အချုပ်ငစနူကောင်းတွေရဲ့ဘွားဆက်သိန်းကိုမြင်တွေ့နေရတာဖြစ်ပါတယ်အရှင်မဆုံးမင်းလိမ်ပြောသလိုပဲလေ အမင်းတို့တေသွားလဲဘာဖြစ်လဲဟိုမှာနိုင်ငံတွင်းမှာရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲမယ်လူဖြစ်မယ်ထပ်တိုက်ခိုင်းမယ်ထပ်တေလေဘာမှပြဿနာမရှိဘူးဒါပဲအာနာယူရီဆိုတာမနေ့ကတရက်ထဲမှာပဲဂျမ်ပတ်စကွတ်တက်ကအရကတော်တော်ကြားမော်နော်ချောင်းဝရွာနဲ့မင်းပြင်ရွာအကြမ်းမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လေချောင်းကနေတော့အပြင်းနဲ့ဘုံကျဲပြီးတော့စစ်လီရင်တွေကနေပြီးတော့လေစစ်ရင်ရင်တွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ဖြစ်ကူပေးခဲ့တယ်လို့ကျွန်တော်တို့ကြားသိထားရတယ် ဆိုတော့ဒီစစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့ဟိုဘက်ကဒီအချမ်းအဲလေချောင်းကရေပြင်ကပါလက်နဲ့ချီနေပြက်ခတ်ချပြလိုက်တယ်ဗျာဆိုတော့အဲ့ဒီမှာအရကတက်တော့အေအေကအဲ့ဒီကျွန်တော်မင်းမင်းရွာကနေပြီးတော့နောက်ဆုတ်ပေးလိုက်တဲ့သဘောပါအဲ့တော့မင်းမင်းရွာကိုတက်ခတ်သိမ့်ပိုက်နိုင်ပြီးဆိုပြီးတော့အကတော့အေအေနဲ့တပွဲဝင်နေထွပြေးသွားပြီးဆိုပြီးတော့သူတို့ကဝင်လာတာဖြစ်တယ်အဲ့ဒီဝင်လာတဲ့အချိန်ကြာမှာ တက်တော်ကထောင်ထားတဲ့မိုင်းတွင်နဲ့တကွင်းတွေကိုရှောက်ပြီးတော့အမှုတ်ကျိတ်ခံလိုက်ရတာဖြစ်ပါတယ်။အော်ဂျင်တော်မရဘူးလို့ကျွန်တော်တို့ကြားသိထားရတာဖြစ်တယ်။တိုက်ပွဲတွေကတော့လက်ရှိချိန်ထိဖြစ်ပွားနေဆဲဖြစ်ပြီးတော့လေကြောင်း drone နဲ့ navy တွေကလည်းစတိုက်ပစ်ခတ်နေတာလည်းရှိတယ်။အကြောက်ပြူတိုက်ပွဲအတွင်းမှာဒါအချမ်းဖက်စစ်ခွတ်တက်ကအကြဆုံးအလွန်ကိုများပြားနေပြီးတော့စစ်အင်အားတွေထပ်ပြီးတော့ဖြစ်နေရတယ်။အခုဂျပန်အတွင်းမှာအမှတ်3 ဒါစိတ်ကန်းကနေပြီးတော့ဖောင်တော်ကနေစစ်လက်နဲ့ခဲရန်တွေစစ်တင်ရ300လောက်ကိုထပ်မံပို့ဆောင်ထားတယ်လို့လည်းပဲကျွန်တော်တို့ကြားသိထားရတာဖြစ်ပါတယ်။ဒါကကျွန်တော်တို့ဂျမ်ပန်စကွတ်တာအရကတတ်တော် AA နဲ့ထိုက်တိုက်တွေ့တဲ့အချိန်မှာအရန်ကိုစိုးရင်ကြောက်လန့်နေတာသူတို့ဒီလက်နက်ကြီးတွေနဲ့ရန်တံပစ်ခတ်ပြီးတော့လက်နက်ကြီးတွေနဲ့ကျွန်တော်တို့လေရင်နေပြီးတော့ရေပြင်ကနေပြီးတော့နဗီးတွေကပါအင်အားအလွန်ကြုံတုံးပြီးတော့သူတို့တွေ ခုခံနေရတဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့လည်းကျွန်တော်တို့ကြားသိထားရပါတယ်ဒါပေမဲ့ကျွန်တော်တို့အရကတက်တော့ AA နဲ့ပူပေါင်းတဖွဲ့ဝင်နေစီဗျူဟာကအရန်ကိုထိုးကြလွန်တဲ့အတွက်ဒီချက်လေးကိုကျွန်တော်မိသားစုနေအတိပေးကင်တာအတိပေးကျင်တာဖြစ်ပါတယ်ဒီညီကုန်းကျုပ်စကားလေးလည်းကျွန်တော်ပြောချင်ပါတယ်ဒေါ်သက်သက်ခံရဲ့အခြေအနေဘယ်လိုဖြစ်သွားလဲဗျာတသက်ခံကတော့တကယ်ပါပဲအခံတသက်ပါပဲဗျာမလောင်ဖြစ်ွက်အတနာခံစား တင်တာတော့မှရွေးကော်ကပယ်ချလိုက်ပါတယ်နောက်ဆုံးကြသိထားရတဲ့သတင်းကတော့မင်းအောင်လှိုင်ကတတ်တတ်ခံကိုလုံးဝကိုပါဝင်ခွင့်မပေးတော့ဘဲနဲ့အပြတ်ရှင်းလိုက်တယ်ဆိုတဲ့သတင်းပါပဲဟုတ်ပြီဒါကတော့မင်းအောင်လှိုင်နဲ့ပတ်သက်တယ်ဆိုရင်လက်ရှိကင်ပီနယ်အတွင်းထဲမှာအตาလေးပဲအေးဆေးပါပဲ ငါတို့နဲ့မဆိုင်ပါဘူးကျွန်တော်တို့ဘာမှမသိပါဘူးဆိုတဲ့သူတွေလည်းအခုခံနေရပြီဒီတက်ကောင်းတဲ့ပွဲတွေကိုထပ်ပြီးတော့မြင်တွေ့ရဖို့လည်းရှိသေးတယ်ကျွန်တော်ရဲ့မိသားစုပွဲဆက်တွေရှိပါသေးတယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစေ